ကစားသမားရဲ့သူ့ရဲ့ဝိတ္တမှာအကောင်းဆုံးကစားသမားတယောက်ဖြစ်အောင်လို့ကျွန်တော်အကောင်းဆုံးကျွန်တော်ပြင်ဆင်ပြီးတော့လေ့ကျင့်ပေးပါမယ်။နောက်ပြီးကြတော့ဒီသူ့ဝိတ္တမှာဆိုလို့ရှိရင်လည်းချန်ပီယံကမ္ဘာလေးတစ်ခုလောက်ရအောင်တော့ကျွန်တော်ကဦးစားပါတော့လို့ရှိနေပါတော့။မွေထိုင်းကတော့ဝမ်ချန်ပီယံရှစ်မှာတော့ကျွန်တော်ကအဲ့ဒီအဘက်ပိုင်းကြတော့ကျွန်တော်နည်းနည်းအားနည်းသေးလို့ကျွန်တော်ခံစားရတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီရိုးရမှာပဲကျွန်တော်ကအားတန်တယ်ဖြစ်တဲ့အတွက်ရိုးရမှာကျွန်တော်ကမ္ဘာတစ်ခုရအောင်တော့ကျွန်တော်ကစူးစမ်းနေတာပါတော့။ဒီဆော်ချန်နယ်ကလည်းကစားတာကတော့ ဟိုပြောမယ်ဆိုလို့ရှိရင်အကောင်းကြီးကစားသမားတဲမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကညံ့လို့ပဲကျွန်တော်အားယူဆတာပေါ့နော်ကျွန်တော်တို့ပြင်ဆင်မှုအားနည်းတယ်လို့ပဲကျွန်တော်အားယူဆတယ်အချိန်လေး၃ပါးလောက်ရရတယ်ဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့ပြင်ဆင်ချင်ပို့ကောင်းတာပေါ့နော်တိကျက်ညားများရလေကျွန်တော်အတွက်ပို့အဆင်ပြေလေပေါ့နော်ကျွန်တော်ကအနည်းဆုံးနှစ်ပတ်ထက်၃ပတ်မှာပို့ကောင်းတယ်ကျွန်တော်အနည်းဆုံး၃ပတ်လောက်ဆိုရင်တော့ကျွန်တော်တက်ပို့ပြီးအဆင်ပြေတာပေါ့နော် အတွေ့အကြုံကတော့ကျွန်တော်အတွေ့အကြုံကတော့ခက်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 တော့မရှိပါဘူးဒါပေမဲ့ဒီမှာဝမ်းမှာလှုပ်တဲ့ဟာနဲ့ဒီမှာကျွန်တော်တို့ထိုးနေတဲ့ပွဲနဲ့ကဘာကွာချောင်းမှုရှိလဲဆိုတော့ဒီစင်မှုအပိုင်းလေးတွေပေါ့ဒီမှာဆေးဆေးဝက်ချိန်တွေကပါအစားမတူဘောတော့ဟိုဘက်ကတော့နည်းနည်းလေးတော့ပို့ပြီးတော့ဘယ်လိုခေါ်မလဲစနစ်နဲ့နဲ့ပို့ကြတယ်အဲ့လေတခုတော့ကွာချတာပဲရှိတယ်ကျန်တဲ့ပြိုင်ပွဲနေထားရတော့ကျွန်တော်တို့ကတော့ဟိုမှာပဲထိုးထိုးဒီမှာပဲထိုးထိုးကျွန်တော်တို့စိတ်ထဲမှာတော့ဒီမှာထိုးနေတယ်လို့ပဲခံစားတယ် ဘာမှ pressure တွေပါကျွန်တော်တို့မှမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရိုးရပဲထိုးဦးတာဖြစ်တဲ့အတွက်မွေထိုင်းပြောင်းထိုးရလို့ကျွန်တော်တို့မှ pressure တော့မရှိဘူးကျွန်တော်မှကခေါင်းခေါင်းမတိုက်ရတာတခုပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ခေါင်းကိုလည်းကျွန်တော်တို့ကအဲ့လိုထိဟိုစိတ်တည်းရှိတာမဟုတ်တဲ့အတွက်ကျွန်တော်တို့မှဘာမှတော့မွေစား pressure ထွေထူးတော့မရှိပါဘူးပေါ့နော်အဒီကလေးကပြောမှဆိုလို့ရှိရင်ကျွန်တော်လက်ရင်တစ်ပတ်အရင်ဖြစ်တယ်ငငယ်လေးတည်းကနေဟိုစရောက်ကြတဲ့ကနေအခုချိန်ထိပေါ့နော်ကျွန်တော်နဲ့ပဲတောက်လျှောက်လက်တွဲနေတယ် ကျွန်တော်တခြားကစားသမားတွေကတော့ဝင်လာထွက်လိုက်ပေါ့နော်ကျွန်တော်ကျွန်တော်တန်ကိုမခံနိုင်တာလားဘလို့ကြောင်းလဲတော့မသိဘူးနော်ကျွန်တော်တော့စီကံလဲကြီးတယ်အမ်ထွင်နေလဲပြင်းလို့မရဘူးကျွန်တော်ထွင်နေပြင်းတယ်ဆိုရင်ကျွန်တော်မကြိုက်ဘူးကျွန်တော်စီကံမှလဲစီကံတင်းကြတယ်ညဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်ချိန်ဆိုရင်9နိုင်ဆိုကျွန်တော်အိတ်ခိုင်းပြီအဲအဲ့လိုမျိုးဖြစ်တဲ့အတွက်တော်တော်ကစားသမားတွေကမနေနိုင်ကြလို့ပြန်တယ်လို့ပဲကျွန်တော်ကယူဆတာပေါ့နော်အဲကျွန်တော်စီကံပိုင်းကတော့ကျွန်တော်ကတော့ကျွန်တော်စီကံတော့ကျွန်တော်မပြင်ဘူးဘာလို့မပြင်လဲဆိုတော့ တော့ဒီကစားသမားတွေရဲ့အနာဂတ်အတွက်ပေါ့နော်စီးနေကန်နဲ့နေနိုင်မှကစားသမားတိုးတက်မှာစီကန်နဲ့မနေနိုင်တော့ဒီကစားသမားအောင်မြင်မှုကိုကြာရှည်ထိန်းနိုင်မှာမဟုတ်ဘူးကျွန်တော်တို့ကစားသမားကိုအောင်မြင်မှုကိုကြာရလေးထိန်းနိုင်အောင်ကျွန်တော်တို့ကဒီစီကန်ကိုကျွန်တော်တို့အတက်နဲ့လုံးတင်ကြထားတယ်ကျွန်တော်ကတော့ကျွန်တော်စိတ်ထဲမှာပေါ့နော်ဒီကလေးကိုကျွန်တော်အကောင်းဆုံးသူကျွန်တော်စိတ်ထဲမှာတော့သူ့ကိုကပတ်တစ်ခုရအောင်လို့ကျွန်တော်ကထုတ်ပေးချင်တာအဲ့လောက်ထိတော့ကျွန်တော်မှန်ထားတယ်ကလေးကအရမောင်ကနှိမ့်တာဖြစ်တဲ့အတွက်ဝိတ်ရလည်းတေးတာဖြစ်တဲ့အတွက်ကျွန်တော်က ကွင်းလင်းပြဆိုလို့ရကျွန်တော်ကစားသမားမွေးတယ်ဆိုကျွန်တော်ချန်ပီယံအထိကျွန်တော်မွေးဖို့ကျွန်တော်မျှော်မှန်းထားတာကြီးပဲဒီကစားသမားရဲ့သူ့ရဲ့ဝိတ္တမှာအကောင်းဆုံးကစားသမားတယောက်ဖြစ်အောင်လို့ကျွန်တော်အကောင်းဆုံးကျွန်တော်ပြင်ဆင် ပြီးတော့လေ့ကျင့်ပေးပါမယ်နောက်ပြီးကြတော့ဒီသူ့ဝိတ္တမှာဆိုလို့ရှိရင်လည်း ချန်ပီယံကမ္ဘာလေးတစ်ခုလောက်ရအောင်တော့ကျွန်တော်ကဦးစားပေါ့နော်လူရှင်းတာပေါ့နော်အမွေထိုင်းကတော့ဝမ်ချန်ပီယံရှစ်မှာတော့ကျွန်တော်ကအဲ့ဒီအဘက်ပိုင်းကြတော့ကျွန်တော်နည်းနည်းအားနည်းသေးလို့ကျွန်တော်ခံစားရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီရိုးရမှာပဲကျွန်တော်ကအားတန်လာဖြစ်တဲ့အတွက်ရိုးရမှာကျွန်တော်ကမ္ဘာတစ်ခုရအောင်တော့ကျွန်တော်ကစူးစမ်းနေတာပေါ့နော်အဲကျွန်တော်တို့ကဆွန်ချန်နိုင်ကကျွန်တော်သူ့ရဲ့ပွဲလေးကိုကျွန်တော်လစ်လာကြည့်တဲ့အချိန်မှာသူကဖိုက်တာပဲကစားတာဖြစ်တဲ့အတွက်ကျွန်တော်ကသူ့ရဲ့ဖိုက်တာကိုကျွန်တော်တို့ကတိုက်စစ်နေဟိုခံစစ်နေနဲ့ကျွန်တော်တို့ကကောင်တာကိုကျွန်တော်တို့ကပွဲဖြတ်မယ်လို့ကျွန်တော်တို့ကပြင်ဆင်ခဲ့တယ် ဒါပေမဲ့လုံးဝအပြောင်းလဲလုံးဝဖြစ်သွား तू ကလုံးဝတိုက်စီကိုလုံးဝမလာဘဲနဲ့ तू ကခံစီရနဲ့ပြန်ကစားတဲ့ခါမျိုးကြတော့ကျွန်တော်တို့ကသူ့ရဲ့ခံစီကစားတဲ့ပွဲမတွေ့ဘူးတာဖြစ်တော့ကျွန်တော်တို့တိုက်စီကိုကျွန်တော်တို့အများကြီးကျွန်တော်တို့မပြင်ဆင်ထားခဲ့မိဘူးပေါ့ဗျာပွင့်ရင်လည်းပြောတော့ကျွန်တော်တို့သူ့ရဲ့ကျွန်တော်ကကောင်ကောင်တာပဲအဓိကထားပြီးပြင်ဆင်ခဲ့တယ်ပြီးတော့သူ့ရဲ့ကစားပုံကလည်းကျွန်တော်တို့ကောင်တာနဲ့ဆိုအန်ကိုက်တယ်ဆိုပြီးတော့ကျွန်တော်ကအဓိကကောင်တာပဲပြင်ဆင်ခဲ့မိတယ် အဲ့ဒါကြောင့်ကျွန်တော်တို့အမားတခုပေါ့နော်ကျွန်တော်တို့ကစားသမားကိုကျွန်တော်တို့ကဒီဟာပဲလာလိမ့်မယ်လို့ကျွန်တော်တွေးထားမိတဲ့အတွက်ကျွန်တော်ကျွန်တော်ရဲ့အားနေချက်ပေါ့နော်အဲ့လိုပြောကျွန်တော်မြင်တယ်နောက်ပြီးကြတော့ဒီ social media ကလည်းကစားတာတော့ဟိုပြောမယ်ဆိုလို့ရှိရင်အကောင်းကြီးကစားသမားတဲမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကညံ့လို့ပဲကျွန်တော်အားယူဆတာပေါ့နော်ကျွန်တော်တို့ပြင်ဆင်မှုအားနေတယ်လို့ပဲကျွန်တော်အားယူဆတယ်ကျွန်တော်တို့ကအဓိကနောက်ပွဲတွေကျွန်တော်တို့ထူရမယ်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့အချက်ကဘာလဲဆိုတော့ ကျွန်တော်ကစားသမားနဲ့ကျွန်တော်ကစားသမားနဲ့ထုံးမဲ့ကစားသမားရဲ့အချက်လေးကိုကျွန်တော်တို့ကြိုတိဖို့တော့လိုလိမ့်မယ်။နောက်ပြီးကျရင်ကျွန်တော်ဖွဲဟိုပါပေါ့အချိန်ပေါ့အချိန်လေးတစ်ခုတိရတဲ့ဆိုရင်အဆင်ပြေတယ်။အခုဖွဲကကြတော့ကစားသမားကိုကျွန်တော်တို့တိရတာနောက်ကျတယ်။ကျွန်တော်ပြင်ဆင်ချိန်ကအဲအဖွဲချုပ်ကျွန်တော်တို့ကလေးကစီးကိန်းပါထားတာဖြစ်တဲ့အတွက်ကျွန်တော်ဖွဲချုပ်ပို့ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကစားသမားကျွန်တော်နဲ့ကဟိုတင်းတင်းပြန်ပြီးတော့လေ့ကျင့်ရတဲ့အချိန်ကတစ်ဖက်ကြော်ကြော်လေးပဲရှိတယ်။အဲ့လိုမျိုးဖြစ်တဲ့အတွက် ဟုတ်ပြင်ဆင်ချိန်ကတော့နည်းနည်းနည်းတယ်လို့တော့ကျွန်တော်ခံစားရတာပေါ့နော်အချိန်လေး၃ပါးလောက်ရရတယ်ဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့ပြင်ဆင်ချိန်ပိုကောင်းတာပေါ့နော်ဒီထက်ညာများရလေကျွန်တော်အတွက်ပို့အဆင်ပြေလေပေါ့နော်ကျွန်တော်ကအနည်းဆုံးနှစ်ပတ်ထက်၃ပါးမှာပို့ကောင်းတယ်နော်အနည်းဆုံး၃ပါးလောက်ဆိုရင်တော့ကျွန်တော်တက်ပို့ပြီးအဆင်ပြေတာပေါ့နော်ကျွန်တော်ကလေးကိုလည်းမထိုးခင်ကဝိုင်းဆက်ဖို့ပေးကြပေးတတ်တယ်ရော ခုကျွန်တော်ဖွဲလည်းပြီးလည်းပဲကြောင့်ကလေးတွေကိုဝိုင်းပြီးအားပေးကြတဲ့ပေးတာတွေရောပေးတာတွေအားလုံးကျေးဇူးတင်ပါတယ်စိတ်ပူပေးတာလည်းကျေးဇူးတင်ပါတယ်အားပေးတဲ့ပေးတာတွေအားလုံးလည်းအများကြီးကျေးဇူးတင်ပါတယ်